ဥရောပဟာယူကရိန်းကိုစစ်သား9000အထိဆီလွှတ်ဖို့ပြင်ဆင်နေပါတယ်။ဥရောပဟာပူတင်ကိုတီးမခံနိုင်တော့ပါဘူး။ရုရှားကောင်းမဟာယူကရိန်းမှာကြာကြာလွှမ်းမိုးခွင့်ရခဲ့ပြီးဥရောပတစ်ခုလုံးကိုချိန်းချောက်နေပါတယ်။အခုချိန်ဟာသူ့ရဲ့အင်ပါယာမျှော်မှန်းချက်တွေကိုအဆုံးသတ်ဖို့အချိန်ရောက်ပါပြီ။ဥရောပဟာယူကရိန်းအတွက်စစ်သား9000ကိုဆီလွှတ်ဖို့ပြင်ဆင်နေတာလား။မြောက်ကိုရီးယားသမ္မတကင်ဂျွန်အွန်ကသူ့ရဲ့စစ်သား12000ကိုကုစမာတိုက်ခိုက်ဖို့ဆီလွှတ်တယ်လို့မျိုးလား။ဒါမှမဟုတ်ဥရောပမှာတခြားအကြံတွေရှိသလား။ ဒါတွေအားလုံးဟာယူကရိန်းစစ်ပွဲအတွက်ဘယ်လိုတက်ရောက်သွားမှာလဲဆိုတာကိုပြောပြပေးသွားပါမယ်။2025ခုနှစ်ဇန်နဝါရီလ23ရက်မှာစစ်သားစေလွတ်မဲ့တရင်တွေစတင်ထွက်ပေါ်လာပါတယ်။ဥရောပနိုင်ငံအချို့ဟာယူကရိန်းကိုငြိမ်းချမ်းရေးတပ်ဖွဲ့စေလွတ်ဖို့အကြောင်းဆွေးနွေးနေကြတယ်လို့ဆိုပါတယ်။ဒီတပ်ဖွဲ့ဟာပြင်သစ်သမ္မတအီမန်နျူယယ်မက်ခရွန်က2024ခုနှစ်အစောပိုင်းမှာအကြံပြုခဲ့တာဖြစ်ပြီးစစ်သား4000ကနေ5000အထိပါဝင်မှာဖြစ်ပါတယ်။ဒီတပ်ဖွဲ့ရဲ့ရည်မှန်းချက်ကတော့ယူကရိန်းနဲ့ရုရှားကြားမှာစစ်မဲ့ဆုံး DMZ တစ်ခုဖန်တီးဖို့ဖြစ်ပါတယ်။ ဒီစုံကိုဘယ်ဘက်ကမှဖျက်ကျော်လို့မရအောင်လုပ်မှဖြစ်ပါတယ်။ဒီတပ်ဖွဲ့ဟာတိုက်ပွဲတွေမှာတိုက်ရိုက်ပါဝင်မှာမဟုတ်ဘူးလို့သတင်းတွေကဆိုပါတယ်။သူတို့ဟာယူကရိန်းနဲ့ရုရှားကိုခွဲထားဖို့အတားအဆီးတစ်ခုဖြစ်မှာပါ။ယူကရိန်းနဲ့ရုရှားကြားကကြိုတင်သဘောတူထားတဲ့နယ်နိမိတ်တစ်ချောင်းမှာတက်ဆွဲထားမှာဖြစ်ပါတယ်။ဒီအဆိုပြုချက်ဟာယူကရိန်းသမ္မတဗိုလိုဒီမီယာဇယ်လန်စကီးရဲ့သူ့နိုင်ငံဟာအပြစ်ခတ်ရစဲရေးကိုလက်ခံနိုင်တယ်ဆိုတဲ့ပြောဆိုချက်တွေနောက်မှာထွက်ပေါ်လာပါတယ်။ဒါပေမဲ့ဒီသဘောတူညီချက်ကိုယူကရိန်းမဟာမိတ်တွေရဲ့အပြေအဝါထောက်ခံမှုနဲ့သာရနိုင်မှာဖြစ်ပါတယ်။ မဟာမိတ်တွေမပါပဲတရားမျှတတဲ့ငြိမ်းချမ်းရေးကိုရရှိမှာမဟုတ်ပါဘူး။ဒါကြောင့်ဥရောပစစ်သားတွေမပါရင်ပူတင်ရဲ့တက်တွေထက်ကျူးကျော်လာဖို့အလွယ်လေးပါပဲ။မက်ခရွန်ကဒီအကြံကိုထောက်ခံပါတယ်။သူဟာ2025ခုနှစ်ဇန်နဝါရီလမှာဇယ်လန်စကီနဲ့စကားပြောဆိုခဲ့ပါတယ်။ပြင်သစ်သမ္မတကယူကရိန်းကိုပြင်သစ်စစ်သားတွေဆီလွတ်ဖို့အလားအလာရှိတယ်လို့ပြောခဲ့ပါတယ်။ဇယ်လန်စကီကဒီအစည်းအဝေးပြီးမှပြင်သစ်ရဲ့အကြံပြုချက်ကိုဆွေးနွေးခဲ့ပါတယ်။ယူကရိန်းကိုစစ်တပ်ဆီလွတ်ဖို့လက်တွေ့ခြေလှမ်းတွေဖြစ်နိုင်တဲ့တိုးချဲ့မှုတွေနဲ့ တခြားနိုင်ငံတွေပါဝင်မှုတွေကိုစဉ်းစားခဲ့ပါတယ်လို့ပြောခဲ့ပါတယ်။ပြင်သစ်တစ်ခုတည်းနဲ့မဟုတ်ပါဘူး။ UK ကလည်းဒီလောက်ရမှာပါဝင်ဖို့စဉ်းစားနေပါတယ်။ MSN ရဲ့သတင်းအရဒီတပ်ဖွဲ့တွေကိုစုစည်းဖို့ကြိုတင်စီစဉ်မှုတွေကို UK နဲ့ပြင်သစ်မှာစတင်နေပါပြီ။ Netherlands လိုနိုင်ငံတွေလည်းပါဝင်နိုင်နေပါတယ်။ Sweden, Finland, Norway လို Nordic နိုင်ငံတွေနဲ့ Lithuania, Estonia, Latvia လို Baltic နိုင်ငံတွေကလည်းစစ်သားတွေစေလွှတ်ဖို့စဉ်းစားနေပါတယ်။ပြည်ထောင်ဝင်ကြီးချုပ် Kia Starmer ကလည်း နေတိုးထွေတွေအတွင်မှုချုပ်မာကရက်နဲ့ဒီအကြံကိုထပ်ဆွေးနွေးဖို့မကြာခဏဆောင်တွေ့ဖို့ပြင်ဆင်နေတယ်လို့ယုံကြည်ရပါတယ်။ပြင်သစ်နဲ့ပြည်တင်ခနိုင်ငံမဲ့စစ်သား၅ပေါင်းကိုစေလွှင့်ရင်အောင်လုံလောက်နိုင်ပါတယ်။ပြည်တင်မှာစစ်သား38,000 4,860ဦးရှိပြီးပြင်သစ်မှာစစ်သား2,000ဦးရှိပါတယ်။ဒါကြောင့်နှစ်နိုင်ငံပေါင်းရင်38,000 4,860ဦးရှိပါတယ်။ဒီစစ်တပ်တွေကနေစစ်သား၅ပေါင်းကိုထုတ်ယူရင်12.5ရာခိုင်နှုန်းလောက်အားနည်းသွားမှာဖြစ်ပေမဲ့နှစ်နိုင်ငံစလုံးမှာအရင်စစ်သားတွေရှိပါတယ်။ ပြည်တိုင်ကအရန်စစ်သား6,400ဦးတဲ့က9,000ဦးကိုထုတ်ယူနိုင်ပါတယ်။ဒါကြောင့်ဥရောပစစ်သား9,000ကိုယူကရိန်းကိုဆွေးလွှတ်ဖို့ဖြစ်နိုင်ပါတယ်။ပြည်သင်းနဲ့ပြည်တိုင်နှစ်နိုင်ငံပဲပါဝင်နေတော့ဖြစ်နိုင်ပါတယ်။ဒါပေမဲ့ဒီအစီအစဉ်ရဲ့ရှေ့မှာအဓိကအတားအဆီးတစ်ခုရှိပါတယ်။ရုရှားကောင်းဆောင်ဗလာဒီမာပူတင်ဟာဥရောပနိုင်ငံတွေကယူကရိန်းကိုစစ်သားတွေဆွေးလွှတ်တဲ့အကြံကိုလုံးဝပယ်ချခဲ့ပါတယ်။2025ခုနှစ်ဖေဖော်ဝါရီလ18ရက်မှာရုရှားနိုင်ငံသားရေးဝန်ကြီးစာဂေလာဘရော့ဖ်က နေတိုးနိုင်ငံတွေရဲ့စစ်သားတွေရှိနေမယ်ဆိုရင်နိုင်ငံတကာအလံ EU အလံဒါမှမဟုတ်သူတို့နိုင်ငံအလံအောက်မှာဖြစ်ဖြစ်ဒါဟာကျွန်တော်တို့အတွက်လက်မခံနိုင်ပါဘူးလို့ပြောခဲ့ပါတယ်ဒီပြောဆိုချက်တွေဟာ American သမ္မတ Donald Trump နဲ့ Russia ကောင်းဆောင်တွေရဲ့ Saudi Arabia မှာလုပ်တဲ့အစည်းအဝေးပြီးမှထွက်ပေါ်လာတာဖြစ်ပါတယ်ဒီအစည်းအဝေးဟာ Ukraine ကိုငြိမ်းချမ်းရေးပေးဖို့ဆွေးနွေးမှုကိုစတင်ခဲ့ပြီးမြေအဓိကပါဝင်သူတူဦးဖြစ်တဲ့ Ukraine ကိုတော့ဖိတ်ကြားခဲ့ခြင်းမရှိပါဘူး Russia ကောင်းဆောင်တွေဟာအနောက်နိုင်ငံတွေကို2008ခုနှစ်မှာ ယူကရိန်းကိုနေတိုးဖွဲ့ဝင်ဖြစ်လာနိုင်တယ်လို့ကတိပေးခဲ့တာကိုပယ်ဖျက်ဖို့တောင်းဆိုခဲ့ပါတယ်။ပူတင်ရဲ့ message ကရိုးရှင်းပါတယ်။သူဟာနေတိုးစစ်သားတွေငြိမ်းချမ်းရေးတပ်ဖွဲ့ဖြစ်ဖြစ်တခြားဖြစ်ဖြစ်ယူကရိန်းမှာတက်ဆွဲထားတာကိုမလိုချင်ပါဘူး။သူ့ရဲ့ရန်သူဟာသူ့အာဏာကိုအကြီးမားဆုံးစိန်ခေါ်နိုင်တဲ့စုပေါင်းကာကွယ်ရေးတပ်ဖွဲ့တွေပါဝင်လာတာကိုလည်းမလိုချင်ပါဘူး။ဒီပယ်ချမှုကဒီအဆိုပြုချက်တစ်ခုလုံးကိုမေးခွန်းထုတ်စီပါတယ်။ဒါပေမဲ့ဥရောပစစ်သားတွေကိုငြိမ်းချမ်းရေးတပ်ဖွဲ့ဖြစ်စေလို့ဖို့ဆွေးနွေးမှုတွေကိုဥတီစေတဲ့အဓိကအကြောင်းရင်းတွေကိုဖယ်ရှားလိုက်တာမဟုတ်ပါဘူး။ မက်ခရွန်ရဲ့ယူကရိန်းကိုဥရောပစစ်သားတွေဆေးလွှတ်ဖို့အစောပိုင်းပြောဆိုချက်တွေဟာဒီအကြံကိုစတင်ခဲ့တာပဲဖြစ်ပါတယ်။သူဟာ2024ခုနှစ်ဖေဖော်ဝါရီလမှာဒီပြောဆိုချက်တွေကိုပြုလုပ်ခဲ့ပြီးရုရှားရဲ့သဘောထားပြောင်းလဲမှုရှိတယ်လို့ထောက်ပြခဲ့ပါတယ်။ရုရှားဟာနယ်မြေတွေကိုထပ်မံသိမ်းပိုက်ဖို့ကြိုးစားနေပြီးယူကရိန်းတစ်ခုတည်းကိုမဟုတ်ပဲတခြားနိုင်ငံတွေကိုပါသိမ်းဖို့လုပ်နေပါတယ်။ဒါကြောင့်ရုရှားဟာပုံမကြီးမတဲ့အန္တရာယ်တစ်ခုဖြစ်လာပါတယ်။အစောပိုင်းမှာပြင်သစ်ရဲ့ဥရောပမဟာမိတ်တွေဟာ ပြည်သက်သမားရဲ့ပြောဆိုချက်တွေကနေခက်ခွာခွာနေကြကြပါတယ်။မက်ခရွန်တော့ယူကရိန်းကိုစစ်သားတွေဆေးလွတ်ဖို့အကြံနဲ့ပတ်သက်ပြီးသဘောတူညီမှုမရှိဘူးလို့ဝန်ခံခဲ့ရပါတယ်။အခုတော့ဒီသဘောတူညီမှုဟာထင်ထင်ရှားရှားပေါ်ထွက်လာနေပါတယ်။ဒီသဘောတူညီမှုပေါ်ထွက်လာရတဲ့အကြောင်းရင်းတစ်ခုကတော့ Donald Trump American သမားဖြစ်လာမှုပါပဲ။ The Financial Times ရဲ့အဆိုအရ Trump ရဲ့အင်ဂျီရောပြန်ဝင်မှုဟာ Macron ရဲ့အကြံကိုပြန်လည်စိတ်ဝင်စားလာစေခဲ့ပါတယ်။ Trump ဟာ Ukraine စစ်ပွဲကိုအမြန်ဆုံးအဆုံးသတ်ဖို့ရည်မှန်းထားပြီး ရဲရဲရေးစီစဉ်နဲ့အဆုံးသတ်ဖို့ကြိုးစားနေပါတယ်။ The Financial Times ကတော့ Trump ဟာ American ကိုဥရောပလုံခြုံရေးကနေဖယ်ထုတ်ဖို့လဲကြိုးစားနေတယ်လို့ဆိုပါတယ်။၂025ခုနှစ် February လ22ရက်မှာဂျာမနီရဲ့နောက်ဝင်ကြီးချုပ်ဖြစ်လာမယ် Frederick Mark က American ဟာ NATO ကနေထွက်သွားနိုင်တယ်လို့အကြံပြုခဲ့ပါတယ်။သူကဥရောပဟာတူတိုက်ကြီးကိုကာကွယ်နိုင်တဲ့ဆွမ်းအားရှိအောင်အများဆုံးကြိုးစားဖို့တောင်းဆိုခဲ့ပါတယ်။ယူကရိန်းကိုစစ်သား9000ဆေလွတ်တာဟာဥရောပကိုဒီလိုလုပ်ဖို့ကူညီနိုင်ပါတယ်။ ဒီစစ်သား၅ပေါင်းကိုပူတင်နဲ့တိုက်ဖို့ပြင်ဆင်တာဟာလည်းအဓိကအစီအစဉ်တစ်ခုဖြစ်လာပါတယ်။ဒါအပြင်ယူကရိန်းဟာနေတိုးနဲ့ဝင်ဖို့အလားအလာနည်းလာတာကြောင့်ဥရောပမှာရှိတဲ့လူတွေဟာယူကရိန်းကိုစစ်သားတွေဆေလွတ်တဲ့အကြံကိုလက်တွေ့ကျတဲ့ဖြစ်နိုင်ခြေတစ်ခုအဖြစ်စတင်မြင်လာကြပါတယ်။ဒီဥရောပနိုင်ငံတွေဟာစစ်ပွဲတွေကိုဝင်ကျင်ကြတာမဟုတ်ပါဘူး။ဒါပေမဲ့ပြင်သစ်ပြည်တိုင်နဲ့အခြားနိုင်ငံအချို့ဟာအင်အားပြပြီးငြိမ်းချမ်းရေးတပ်ဖွဲ့ဖြစ်ဆက်လက်တည်ရှိနေရင်ပူတင်ကိုသူ့ရဲ့အထူးစစ်စင်ရေးကိုဆက်လက်လှုပ်ဆောင်ဖို့ခတ်မယ်လို့ယုံကြည်လာကြပါတယ်။ ထရမ်ဟာအမေရိကန်ကိုဒီပြဿနာတွေကနေဖယ်ထုတ်ဖို့ဒါမှမဟုတ်သူ့နိုင်ငံရဲ့ပါဝင်မှုကိုအ ਨੇ ဆုံးဖြစ်အောင်လုပ်နိုင်တဲ့အချိန်မှာဥရောပရဲ့တခြားနိုင်ငံတွေဟာအသိရှိနေတယ်ဆိုတာကိုပြသဖို့အချိန်ရောက်နေပါပြီစစ်သား၅ပေါင်းဆင်လွတ်တာဟာဥရောပကိုနှမျိုးအကျိုးကျေးဇူးရသေးပါတယ်ယူကရိန်းကိုဆက်လက်ထောက်ပံ့နေပေမဲ့ယူကရိန်းကိုစစ်ရေးကူညီပေးတဲ့ငွေကိုလျှော့ချနိုင်ပါတယ်ဒါအပြင်ဒီစစ်သား၅ပေါင်းကိုပူးပေါင်းဆင်လွတ်တာဟာဥရောပနိုင်ငံတွေရဲ့လုံခြုံရေးဆက်သွယ်မှုတွေကိုနှက်ဆိုင်စေပါတယ် ဒါကိုအများစုကအရေးကြီးတယ်လို့မြင်ကြပါတယ်။ပူတင်ဟာယူကရိန်းမှာအနိုင်ရပြီးရင်တခြားနိုင်ငံတွေကိုစစ်တိုက်ဖို့စိတ်ကူးရှိတယ်လို့သူတို့ယုံကြည်ရင်ဇယ်လန်စကီးကိုလည်းထည့်သွင်းစဉ်းစားရပါမယ်။၂၀25ခုနှစ်ဇန်နဝါရီလ22ရက်မှာဒဂါရီယန်ကဇယ်လန်စကီးဟာဆွစ်ဇာလန်ဒါဗော့စ်မှာလုပ်ခဲ့တဲ့ World Economic Forum မှာပါဝင်တဲ့အကြောင်းသတင်းထုတ်ပြန်ခဲ့ပါတယ်။အဲဒီမှာယူကရိန်းသမ္မတကဥရောပဟာကမ္ဘာအဆင့်မှာအင်အားကြီးတဲ့အဖွဲ့မရှိမဖြစ်လိုအပ်တဲ့အဖွဲ့ဖြစ်ရည်တည်ရမယ်လို့ပြောခဲ့ပါတယ်။ ပြီးတော့ယူကရိန်းနဲ့ဥရောပတစ်ခုလုံးကိုပူတင်ရဲ့စိတ်ကူးရဲ့အိမ်ပတ်တွေကနေကာဝယ်ဖို့မဟာမိတ်ဥရောပစစ်သား2သိန်းဦးလိုအပ်တယ်လို့ဆိုခဲ့ပါတယ်။ဇယ်လန်စကီကစစ်သား2သိန်းဟာအ ਨੇ ဆုံးလိုအပ်တာဖြစ်တယ်။ဒီထက်နေရင်အလကားဖြစ်မယ်လို့တောင်ဆိုခဲ့ပါတယ်။ဒါပေမဲ့ရက်အနေငယ်ကြမှာဇယ်လန်စကီကဒီရွေတက်တဲ့ပတ်သက်ပြီးကျွန်တော်အနေနဲ့သတင်းတော့တယောက်ကိုပုံများနိုင်တယ်ပုံနေနိုင်တယ်လို့ပြောခဲ့တာလို့ပြောခဲ့ပါတယ်။ဒီပြောဆိုချက်ဟာဒါဗော့စ်မှာပြောခဲ့တာနဲ့ဆန့်ကျင်နေပါတယ်။ ဒါဟာနှစ်သိန်းဦးဆိုတဲ့အရေးအတွက်ဟာလက်တွေ့မကျလို့ဖြစ်နေပါတယ်။ The Financial Times ရဲ့အဆိုအရဒီအရေးအတွက်ဟာဒုတိယကမ္ဘာစစ်တွင်ဒီဒေးမှာပါဝင်ခဲ့တဲ့စစ်သားတွေထပ်တောင်းပုံများပါတယ်။လက်ရှိပြောနေတဲ့9000ဦးဆိုတဲ့အရေးအတွက်ကတော့ပိုပြီးဖြစ်နိုင်ခြေရှိပါတယ်။ဒီအရေးအတွက်ဟာ620မိုင်ကျော်ရှိတဲ့ရှေ့တန်းမြင့်ကိုစောင့်ကြည့်ဖို့တင့်တော်တယ်လို့ဆိုပါတယ်။ယူကရိန်းနဲ့ဥရောပမဟာမိတ်တွေကြားများစွာသောနောက်ွယ်ညှိနှိုင်းမှုတွေလုပ်နေတယ်လို့ထင်ရပါတယ်။ဒါပေမဲ့အရေးကြီးတဲ့အချက်တစ်ခုကိုထောက်ပြရပါမယ်။ ဆွေးနွေးမှုတွေဟာတိတိတသားမြန်ဆန်လာနေပြီမြေယူကရိန်းကိုစစ်သားတွေဆေးလွတ်ဖို့အချိန်မတန်သေးပါဘူးဥရောပစစ်သား9000ဦးယူကရိန်းကိုညအချိန်မှာဝင်ရောက်လာတာကိုကျွန်တော်တို့မြင်ရမှာမဟုတ်ပါဘူးဒါဟာပူတင်ကိုယူကရိန်းနဲ့ဥရောပတစ်ခုလုံးကိုပြင်းထန်တဲ့လုပ်ရက်တွေလုပ်ဖို့တွန်းအားပေးနိုင်ပါတယ်အထူးသဖြင့်သူ့ရဲ့ဖေဗူအရီလမှာပြောခဲ့တဲ့ NATO စစ်သားတွေယူကရိန်းကိုမဝင်ရလို့ပြောခဲ့တဲ့အချက်ကိုထည့်သွင်းစဉ်းစားရင်ပိုဆိုးပါတယ် ယူကရိန်းမြေပေါ်မှာဥရောပစစ်သားတွေရောက်လာဖို့ဆိုရင်ယူကရိန်းရဲ့မဟာမိတ်တွေကြားတေချာစဉ်းစားပြီးမှရောက်လာမှာဖြစ်ပါတယ်။ဒါဟာအခုလက်ရှိမှာမဖြစ်နေပါဘူး။ရုရှားသဘောတူတဲ့ငြိမ်းချမ်းရေးစီစဉ်ရဲ့အောက်မှာသာဖြစ်နိုင်ပါတယ်။တစ်ချိန်တည်းမှာပဲဥရောပဟာဒီစစ်သားတွေကိုဆဲလုပ်ဖို့အကြကြီးစဉ်းစားနေလို့မရပါဘူး။ Trump ဟာယူကရိန်းနဲ့ရုရှားကြားငြိမ်းချမ်းရေးသို့မဟုတ်အပြစ်ခတ်ရဲစဲရေးကိုရရှိဖို့စိတ်ပြင်းပြနေတာကြောင့်ဥရောပနိုင်ငံတွေဟာပြင်ဆင်ထားဖို့လိုအပ်နေပါတယ်။အထူးသဖြင့်2025ခုနှစ်ဇန်နဝါရီလ28ရက်မှာ European Conservative က Trump ရဲ့ယူဆရတဲ့ Ukraine စစ်ပွဲအဆုံးသတ်ဖို့တရားရက်အစီအစဉ်ရဲ့ပေါ့ကြားထားတဲ့ version အကြောင်းသတင်းထုတ်ပြန်ခဲ့ပါတယ်။ဒီအစီအစဉ်အရ Ukraine ဟာသူ့ကိုယ်သူကြားနေနိုင်ငံဖြစ်ကြေညာရမယ်။ NATO ဖွဲ့ဝင်ဖြစ်ဖို့မျှော်မှန်းချက်တွေကိုစွန့်လွှတ်ရမယ်။အဲ့ဒီအစားဥရောပဟာယူကရိန်းရဲ့စစ်ပီးကာလာပြည်လဲတိဆောက်ရေးကိုကူညီမယ်။ဒါဟာဥရောပစစ်သား9000တက်ဆွဲထားတဲ့ DM ဆက်ပါဝင်လာမယ့်နေရာဖြစ်ပါတယ်။အမေရိကန်ကတော့စစ်ရေးကူညီကိုဆက်လက်ပေးမယ်။ ယူကရိန်းကရောလက်ရှိစစ်တပ်ကိုဆက်လက်ထိန်းသိမ်းထားနိုင်မယ်။ဒီအစီအစဉ်မှာနိုင်ငံတကာငြိမ်းချမ်းရေးတပ်ဖွဲ့တစ်ခုကိုဆင်လွှတ်ဖို့လည်းပါဝင်ပါတယ်။ဒီမှာလည်းဥရောပရဲ့ပါဝင်မှုများမယ်လို့ယူဆရပါတယ်။ယူကရိန်းဟာလက်ရှိဆုံးရှုံးထားတဲ့နေမျိုးတွေကိုရုရှားကိုပေးအပ်ရမယ်။ပြန်လည်သိမ်းပိုက်ဖို့မကြိုးစားရင်လည်းကတိပေးရမယ်။ဒါဟာထရမ့်ကဆော်ဒီအာရေဗျမှာပူတင်နဲ့ဆွေးနွေးခဲ့တဲ့အစီအစဉ်ဖြစ်နိုင်ပါတယ်။ပူတင်ကဥရောပငြိမ်းချမ်းရေးတပ်ဖွဲ့တွေကိုလုံးဝပယ်ချခဲ့ပြီးမြေ ထရန့်ကအစီအစဉ်ကိုဆက်လက်တွန်းအားပေးနိုင်ပါတယ်။နောက်ဆုံးချက်ကဒီစစ်သားတွေဆိတ်လွတ်တာကိုပူတင်ကစရေးတိုးချဲ့မှုတစ်ခုလို့မြင်နိုင်ပါတယ်။နေတိုးပါဝင်မှုရဲ့အနံ့အသက်တစ်ခုခုဟာပုံမတိုးချဲ့မှုတွေကိုဖြစ်စေနိုင်ပါတယ်။အထူးသဖြင့်ရုရှားကောင်းဆောင်ကသူ့ရဲ့အထူးစစ်ဆင်ရေးစတင်ကလေးကနေတိုးကိုယူကရိန်းကိုကိုးစားပြုတိုက်ခိုက်နေတယ်လို့စွပ်စွဲကြတာဖြစ်ပါတယ်။ဒီမှာဟန်ချက်ညီအောင်လုပ်ဖို့လိုပါတယ်။ဂရန်ကနေတိုးဟာဘာလင်ပလတ်သဘောတူညီချက်အရပါဝင်နိုင်တယ်လို့အကြံပြုပါတယ်။ ဒါဟာဥရောပသမဂ္ဂ EU ကို NATO ရဲ့စီစဉ်မှုစွမ်းရည်တွေကိုအသုံးပြုခွင့်ပေးတဲ့သဘောတူညီချက်ဖြစ်ပါတယ်။ EU ဟာဒီပုံစံကိုဘော့စနီးယားနဲ့ဟာဇီဂိုဗီနာမှာအသုံးပြုခဲ့ပူပါတယ်။ဒါဟာပြည်တိုင်ကိုယူကရိန်းကိုစစ်သားတွေစေလို့ပို့ပါဝင်ခွင့်ပေးပါတယ်။ပူတင်က NATO ပါဝင်တယ်လို့တိုက်ရိုက်ဆွဆွဲလို့မရအောင်လုပ်ပါတယ်။ DMZ ကိုရိုင်းကရောဘယ်လိုပုံစံမျိုးဖြစ်မလဲ။ဥရောပဟာမြောက်ကိုရီးယားနဲ့တောင်ကိုရီးယားကြားမှာရှိတဲ့ပိုင်းခြားမြစ်နဲ့ဆင်တူတဲ့အရာတစ်ခုကိုစဉ်းစားနိုင်ပါတယ်။ဒီနိုင်ငံနှစ်ခုဟာ DM ဇက်တစ်ခုကိုထိမ့်သိမ်းထားပြီးနှစ်နိုင်ငံစလုံးကစစ်သားတွေကစောင့်ကြည့်လှည့်လည်ပါတယ်။ဒါဟာစစ်ပွဲစတင်မှုဖျက်ချော်ရမယ့်စီးမျဉ်းတစ်ခုဖြစ်ပါတယ်။ရုရှားနဲ့ယူကရိန်းကမှလည်းဒီလိုမျိုးလှုပ်ဖို့အကြံဖြစ်နိုင်ပါတယ်။ DM ဇက်ဟာတစ်ဖက်စလုံးအတွက်စောင့်ကြည့်တတိပေးစနစ်ဖြစ်ပြီးတစ်ဖက်ကတိုက်ခိုက်လာတာကိုသိရှိစေပါတယ်။ပြည်ထောင်နဲ့ပြည်သစ်တို့ဟာ DM ဇက်ကိုစောင့်ကြည့်မဲ့စစ်သားတွေကိုထောက်ပံ့ဖို့ဥဆောင်နိုင်ငံတွေဖြစ်နေပေမဲ့တခြားဥရောပနိုင်ငံတွေလည်းပါဝင်နိုင်ပါတယ်။ အက်စတိုးနီးယားဟာ2024ခုနှစ်မေလကတည်းကယူကရိန်းကိုစစ်သားတွေဆီလွတ်ဖို့အကြောင်းဆွေးနွေးနေပါတယ်။ဘောလ်တစ်နိုင်ငံဖြစ်တဲ့လီသူယေးနီးယားကလည်းယူကရိန်းစစ်သားတွေကိုလေ့ကျင့်ဖို့စစ်သား100လောက်ဆီလွတ်ဖို့အသင့်ရှိတယ်လို့ပြောခဲ့ပါတယ်။ဒီတရားဥပဒေကို DMZ စောင့်ကြည့်ရေးအတွက်အသုံးပြုနိုင်ပါတယ်။ဥရောပစစ်သား9000ကိုယူကရိန်းကိုဆီလွတ်တဲ့အကြံလက်တွေ့ဖြစ်လာရင်ဥရောပရဲ့နိုင်ငံပေါင်းစုံတပ်ဖွဲ့ကိုယူကရိန်းမှာတပ်ဆွဲထားပြီးနေတိုးကနေတီးခြားလှုပ်ဆောင်မှာဖြစ်ပါတယ်။ဒီတပ်ဖွဲ့ဟာရုရှားကိုအင်အားပြဖို့လုံလောက်တဲ့အင်အားရှိပြီး ယူကရိန်းပြန်လည်တည်ဆောက်ဖို့အပြည့်အခက်ရယ်ဆယ်ရေးကိုပြုလုပ်မှာဖြစ်ပါတယ်။ဒါကြောင့်ဥရောပစစ်သား9000ဦးအတွက်ရည်မှန်းချက်တွေရှိပါတယ်။ဒါပေမဲ့ဒီအစီအစဉ်ဟာပြည့်စုံနေတာမဟုတ်ပါဘူး။ဥရောပစစ်သား9000ကိုယူကရိန်းကိုငြိမ်းချမ်းရေးထိန်းသိမ်းဖို့ဆင်လွှတ်တဲ့အကြံမှာပြဿနာအချို့ရှိပါတယ်။အဓိကပြဿနာကတော့ဥရောပမှာယူကရိန်းကိုစစ်သားတွေဆေးလွတ်ဖို့အလားအလာပေါ်လာတဲ့အခါတိုင်းကြုံတွေ့ရတဲ့ပြဿနာဖြစ်ပါတယ်။ပါဝင်နိုင်တဲ့နိုင်ငံတွေကိုဘယ်လိုလုပ်မလဲ။ ကျွန်တော်တို့ဟာဥရောပကိုတစ်ခုတည်းသောအရာတစ်ခုလို့မှားယွင်းစွာထင်တတ်ကြပါဗျ။လူတိုင်းကတူညီတဲ့ဆန္ဒကိုတွေးနေတယ်လို့ထင်တတ်ကြပါဗျ။ဒါဟာမမှန်ပါဘူး။ဥရောပမှာနိုင်ငံ44နိုင်ငံရှိပါတယ်။အားလုံးက EU အဖွဲ့ဝင်တွေမဟုတ်ပါဘူး။နိုင်ငံတစ်ခုချင်းစီမှာသူ့ရဲ့ညီမန်းချက်တွေနဲ့ညှော်မန်းချက်တွေရှိပါတယ်။ EU အဖွဲ့ဝင်တွေတောင်တယောက်နဲ့တယောက်သဘောတူညီမှုရရှိမှာမဟုတ်ပါဘူး။ Macron က Ukraine ကိုစစ်သားတွေဆေးလုပ်ဖို့အကြံပြုတဲ့အခါမှာဒါကိုမြင်ခဲ့ရပါတယ်။ ဒီဆိုပြချက်ကိုဥရောပကောင်းဆောင်တွေကများစွာသောတုံ့ပြန်မှုတွေနဲ့ကြုံခဲ့ရပါတယ်။အများစုကငြင်းဆိုခဲ့ကြပါတယ်။ဆွီဒင်ဝန်ကြီးချုပ် if christasen ကလုံးဝပယ်ချခဲ့ပါတယ်။ဂျာမနီဝန်ကြီးချုပ် olaf scott ကလည်းဒီကိစ္စနဲ့ပတ်သက်ပြီးသဘောတူညီမှုမရသေးဘူးလို့ချက်ချင်းထောက်ပြခဲ့ပါတယ်။အခုချိန်မှာတော့ဥရောပဟာပူတင်ရဲ့အနေနဲ့ကိုပုံမှန်သတိထားမိနေပါတယ်။ဒါပေမဲ့ဒါကအားလုံးကရုရှားကောင်းဆောင်ကိုထပ်ပြီးဒေါ်ဘာထွက်အောင်မလုပ်ချင်ကြပါဘူး။ International Institute for Strategic Studies ရဲ့အကြံပေးအရာရှိကြီး Francois Highbot ပြောသလိုဆိုရင်ဒါကစိတ်ကူးရင်ဆန်တဲ့ရွေးချယ်မှုတစ်ခုပါဥရောပသားတွေအတွက်သဘောတူညီဖို့အလွန်ခက်ခဲနေမယ်ယူကရိန်းနဲ့ရုရှားကိုသဘောတူညီမှုတစ်ခုရဖို့ခက်ခဲသလောက်ပါပဲတနည်းအားဖြင့်တပ်ဖွဲ့ဝင်9000ကိုဘယ်လိုပို့မလဲဘသူတွေပို့မလဲဆိုတာကိုသဘောမတူသေးပါဘူးဒီအစီအစဉ်ရဲ့အစောပိုင်းမှုကိုထောက်ခံပုံရတဲ့ဥရောပနိုင်ငံတွေကအနည်းစုပဲရှိပါသေးတယ် ယူကရိန်းနဲ့ရုရှားကိုသဘောတူညီမှုရဖို့ဆိုတဲ့ကိစ္စမှာဒါကနောက်ထပ်ပြဿနာတစ်ခုကိုထပ်မံဖော်ပြနေပါဗျ။တပ်ဖွဲ့ဝင်9000စီစဉ်ကပူတင်ကသဘောမတူရင်စတင်ဖို့ပင်မဖြစ်နိုင်ပါဘူး။ Trump ကဆော်ဒီအာရေဗျမှာပူတင်နဲ့တွေ့ဆုံပြီးတဲ့နောက်မှာ AP News ကထောက်ပြတဲ့ပြဿနာတစ်ခုကပူတင်ကယူကရိန်းကိုရုရှားရဲ့အစိတ်အပိုင်းတစ်ခုလို့မြင်နေတာပါ။ဥရောပကဒါနဲ့ပတ်သက်ပြီးဘာဖြစ်ဖြစ်ဆုံးဖြတ်ပိုင်ခွင့်မရှိသင့်ဘူးလို့သူကယူဆနေတာပါ။ဒါကြောင့်ဥရောပတပ်တွေကိုသူ့အတွက် ရုရှားရဲ့အခွင့်အရေးလို့ယုံကြည်နေတဲ့အရာကနေခွဲထုတ်ခွင့်ပေးဖို့ဆိုတဲ့အတွေ့အကြုံကသူ့ကောင်းတဲ့ကိုဝင်လာမှာတော့မဟုတ်ဘူးလို့ယူဆရပါတယ်။ဒါကရုရှားပန်မတ်ဟောင်းဘော်ရစ်ဘွန်ဒရစ်ရဲ့အမြင်ပါ။ပူတင်ကဒါကိုဘယ်တော့မှသဘောတူမှာမဟုတ်ဘူးလို့သူကဆိုပါတယ်။ပူတင်ကဥရောပတပ်တွေယူကရိန်းနဲ့ကိုဝင်ရောက်လာတာကိုသူ့ရဲ့အနီးကပ်မြေတစ်ခုအဖြစ်သတ်မှတ်လိုက်နိုင်ကြလေရှိပါတယ်။ဒီစကွဲအတွင်းမှာဒီလိုမြင်းတွေအများကြီးကြော်ဖြတ်ခဲ့ပြီးပါပြီ။ ဒါပေမဲ့ဒါကတက်တွေပို့ဖို့စဉ်းစားနေတဲ့နိုင်ငံတွေကိုခဏရပ်တန့်သွားစေနိုင်တဲ့အကြောင်းရင်းတစ်ခုဖြစ်လာနိုင်ပါတယ်။သူတို့ကစစ်ပွဲပိုကြီးလာမှာကိုမစွန့်စားကြင်ကြပါဘူး။ဇန်နဝါရီ22ရက်နေ့မှာတမလထရန်က True Social ပေါ်မှာဒါကိုရေးသားခဲ့ပါတယ်။ငါကစီးပွားရေးကြဆင်းနေတဲ့ရုရှားနဲ့တမလပူတင်ကိုကြီးမားတဲ့လဲလှယ်မှုတစ်ခုပြုမယ်။အခုဒီစစ်ပွဲကိုရလိုက်ပြီးအခုသဘောတူညီမှုရအောင်လုပ်ကြမယ်။ငါတို့အခုသဘောတူညီမှုမရရင်ငါမှအခြားရွေးချယ်စရာမရှိဘူး။ရုရှားကနေ အမေရိကန်နဲ့အခြားပါဝင်နေတဲ့နိုင်ငံတွေကိုရောင်းနေတယ်ဘယ်အရာကိုမဆိုအခွန်တွေအောက်ခွန်တွေဒဏ်ခတ်ပိတ်ဆို့မှုတွေမြင့်တင်လိုက်မယ်လို့သူကရေးခဲ့ပါတယ်။ဒါပေမဲ့ Trump ကသူ့စကားကိုပြောင်းလဲသွားပါပြီ။ Trump ကအခု Putin ရဲ့စစ်ပွဲအတွက် Zelensky ကိုအပြည့်အဝအပြစ်တင်နေပါတယ်။ February လ22ရက်နေ့မှာသူက Ukraine သမ္မတကဒီပဋိပက္ခကိုဘလို့ကင်တွယ်ခဲ့တယ်ဆိုတာကိုညီးငွေ့နေပါပြီလို့ဆိုပါတယ်။ငါကဒီလူကိုနှစ်ချီကြာကြည့်နေတာ။သူ့မျိုးတွေပြက်စီးနေတာ၊သူ့လူတွေတိတ်နေတာ။ သူ့စစ်သားတွေပြုံးနေနေတာငါကနှစ်ချီကြာကြည့်နေတာသူတို့တွေစိတ်သက်ညှိနှိုင်းနေတာကိုငါကြည့်နေတာလို့ Trump က The Brain Kilometer Show မှာပြောခဲ့ပါတယ်သူမှဘာမှဟွက်ဖဲမရှိပါဘူးပြီးတော့ဒါကိုသီးမခံနိုင်တော့ဘူးလို့ Trump ကပြောပါတယ်အခု Trump ကရုရှားကိုမဟုတ်တဲ့ဥရောပသမဂ္ဂ EU ကိုအောက်ခွန်နဲ့ချိန်ချောင်းနေပါတယ်သူဟာဥရောပရဲ့ Ukraine တပ်ထဲကိုတပ်ဖွဲ့ဝင်၅ဘောင်ပို့ဖို့အစီအစဉ်တွေမှာမထင်မှတ်ထားတဲ့အရေးပါသူတစ်ယောက်ဖြစ်လာပါတယ် အ ਨੇ ဆုံးတော့သူငိမ့်နေရေးစီစဉ်ကိုဘလို့ရေးဆွဲနေတယ်ဆိုတော့ကောလာဟာလာတွေကိုယုံကြည်ရင်ပေါ့နောက်တစ်ခါသူကစစ်ပွဲအတွက်ဇလန်စကီးကိုအပြစ်တင်ပြီးယူကရိန်းမပါဘဲပူတင်နဲ့တွေ့ဆုံပြီးရုရှားနဲ့ပူရင်းနေတဲ့ငိမ့်နေရေးမျိုးကိုတွန်းအားပေးဖို့အကြံပြုနေပါတယ်နောက်ဆုံးမှာစဉ်းစားကြရချက်တစ်ခုရှိပါသေးတယ်ကျွန်တော်တို့ရင်ကပြောခဲ့တဲ့ Kremlin မှာပူတင်ကအနောက်တိုင်းကယူကရိန်းကိုရုရှားကိုစစ်ဆင်ဖို့ကိုယ်တိုင်အဖြစ်အသုံးချနေတယ်လို့သူကကြာမြင့်သွားထင်ခဲ့ပါတယ် သူကဥရောပတပ်တွေကိုရုရှားနာမှာစောင့်ကြည့်ခွင့်ပေးဖို့အတွေးခေါ်တွေကသူဖယ်ရှားခံရနိုင်တဲ့အကြောင်းရင်းတွေဖြစ်လာနိုင်ပါတယ်။ဒါမှမဟုတ်သူ့ရဲ့နိုင်ငံရေးတိုင်ပတ်တရားရောက်ကသူ့ကိုတပ်ပစ်နိုင်တယ်လို့ဆိုလိုတာပါ။အဲ့ဒီလိုဆိုရင်ယူကရိန်းရဲ့ဆက်ရှိရာဂိုင်းတော့ကိုရုရှားယူတဲ့ငြိမ်းချမ်းရေးသဘောတူညီမှုတောင်ဖြစ်နိုင်ပါတယ်။အခုချိန်မှာဥရောပတပ်တွေကယူကရိန်းနဲ့ကိုဝင်ဖို့အစဉ်အသင့်ဖြစ်နေပြီဆိုပေမဲ့နေတိုးနဲ့ဘယ်လိုမျိုးဆက်နွယ်မှုရှိတဲ့တပ်တွေပါဝင်နေမယ်ဆိုရင်ဒါကဖြစ်နိုင်ခြင်းမရှိတော့ဘူးလို့ဆိုနိုင်ပါတယ်။ ဖြစ်နိုင်တာကပူတင်ကအမေရိကန်ကယူကရိန်းကိုထောက်ခံမှုရုပ်သိမ်းလားဆိုတာကိုစောင့်ကြည့်နေတာလည်းဖြစ်နိုင်ပါတယ်။အကယ်၍အမေရိကန်ကထောက်ခံမှုရုပ်သိမ်းခဲ့ရင်သူကဒီစစ်ပွဲကိုဆက်လုပ်တာကရုရှားအတွက်ပိုကောင်းတယ်လို့ယုံကြည်လာနိုင်ပါတယ်။ဘာလို့လဲဆိုတော့ရုရှားကတဖြည်းဖြည်းနဲ့အနိုင်ရလာမှဖြစ်ပြီးသူကအမြဲလိုချင်နေတဲ့နိုင်ငံကိုထိန်းချုပ်နိုင်မှဖြစ်တယ်လို့အနာဂတ်မှာဥရောပကိုချဉ်ကပ်ဖို့လမ်းကြောင်းတစ်ခုလည်းရလာမှာပါ။ဥရောပကယူကရိန်းနဲ့ကိုတပ်ဖွဲ့ဝင်9000ပို့ဖို့အဆင်သင့်ဖြစ်နေပါပြီ။ ဒီအချိန်မှာတချို့ကဒါကိုလှုပ်ဖို့လုံနေပြီလို့ငင်းခုန်ကြပါလိမ့်မယ်။အထူးသဖြင့်ပူတင်ရဲ့ရည်မှန်းချက်တွေကိုတားဆီးဖို့နဲ့ယူကရိန်းနဲ့ရုရှားကြားငြိမ်းချမ်းရေးမျိုးကိုထောက်ခံဖို့ဆိုရင်ဒါကိုလှုပ်ဖို့လုံနေပြီလို့ဆိုကြပါလိမ့်မယ်။မေးရမယ်မေးခွန်းကဒီတက်တွေမြေပြင်ပေါ်ရောက်ဖို့နောက်ကျနေပြီလား။ပူတင်ကသူတို့ကိုယူကရိန်းနဲ့ဝင်ဝင်ပေးမှလားဆိုတာပါပဲ။အားလုံးကိုကျေးဇူးတင်ပါတယ်။